အလုံးမင်းမင်္ဂလာပါစေ။ဇာလေး Cookie for Family Channel မှာပြန်လည်ကြိုဆိုပါရစေ။ဒီတစ်ခါချက်နေလေးကတော့လွယ်လွယ်ကူကူပဲပစွန်လေးကို ခရမ်းချင်သေးလေးနဲ့စီပြန်လေးချက်စားကြမယ်နော်။ စပြီးတော့ချက်ကြမယ်နော်အရင်ဦးဆုံးစီထည့်ပေးပါမယ်စီတဲကိုစီပူလာပြီဆိုရင်ချက်သွန်ဖြူအနီးထောင်ထားလေးကို စီတက်ပေးပါမယ်အယောင်လှစေဖို့အတွက်နွေမုံလေးထည့်ပြီးစီတက်ပေးမယ်ပြီးရင်အယောင်တင်မှုလေးပါထည့်ပြီးတော့စီတက်ပေးပါမယ်နော်ထည့်လိုက်တဲ့အရာမှုလေးတွေကို စီသက်နဲ့အာလုံးတသားတွေပြစ်ထွားအောင်မူကြိုပေးလိုက်ပါမယ်နော်။မြန်မာရင်ကကောင်းလေးစားခြင်းနဲ့ဆိုရင်တော့စီသက်လေးကိုစစ်စစ်လေးတတ်သွားပေးပါနော်။ စီသက်သက်တဲ့အခါမှာတော့ကျက်တုံလေးတွေကိုဖောက်ဖောက်ရွရွလေးဖြစ်လာတဲ့အထိတက်သွားပြီပါနော်အကယ်၍ကျက်တုံပက်လေးတွေက ဖောက်ဖောက်ရွရွလေးတွေမဖြစ်သေးဘဲနဲ့အခြားတစားပလာရီထည့်လိုက်မယ်ဆိုရင်ကျက်တုံကအေးမပြော်ဘဲနဲ့ကျက်တုံအဖက်လိုက်ကြီးတွေဖြစ်နေတတ်ပါရဲ့နော်ကျက်သွန်အဖောင်းလေးတွေဖြစ်လာပြီဆိုရင်တော့နနုတ်စင်ထားတဲ့ခရမ်းကျင်သီးလေးကိုထည့်ပေးပါမယ်။ပြီးရင်အရသာအတွက်ကြက်သားမှုအနေငယ်နဲ့စာလီအနေငယ်ကိုပဲထည့်ပေးပါမယ်နော်။ ပစွန်ကတော့အရသာအချိုစီပိတာဖြစ်တဲ့အတွက်မို့လို့အရသာအနေငယ်ပဲထဲတာဖြစ်ပါတယ်နော်။ပြီးရင်အရသာတွေနဲ့ခရင်ချင်းတွေစီတက်နေကိုအားလုံးနှောက်အောင်ဝေပြီးတော့စီတက်လေးတွေအားလုံးကြည်ပြီးတော့စီပြန်လာတဲ့အထိအဖုံလေးအုပ်ပြီးတော့ချက်သွားပေးမယ်နော်။ တအားလုံးတက်ထားပြီးပြီဆိုရင်တော့အပေါ်လေးဖွင့်ပြီးတော့ခရမ်းကျင်ဒီလေးတွေအားလုံးပြုတ်သွားအောင်မှုပေးမယ်နော်ခင်းညင်ဒီလေးတွေမှွေလာလိုက်တာအားလုံးပျော်ပြီးတော့နေညောင်လေးတက်လာပြီဆိုရင်တော့အနံ့လေးမှွေစေဖို့အတွက်မဆလာလေးအနေငယ်ထည့်ပေးပါမယ်နော်မဆလာထည့်ပြီးပြီဆိုရင်တော့တပန်းထပ်ပြီးတော့ထပ်မှွေပေးလိုက်ပါဦးမင်းစင် ကဲအခုဆိုရင်ခရမ်းညင်ကြီးလေးကနေညောင်ရောင်လေးတမ်းပြီးတော့အလုံးနေပါခြေနေပြီပေါ့နော်စီလေးလေးပြင်ချင်နေပါပြီဒီအချိန်မှာတော့ပစုံထည့်ပြလို့ရပါပြီနော်ပစုံကိုတော့ကြောခွဲထားတယ်ပြီးရင်ခေါင်းဖြုတ်ထားတယ်ကြောကအညစ်ကြီးနေရထုတ်ထားပြီးရယ်နော်ပစုံကိုတော့မိမိကြိုက်တဲ့အမျိုးအစားကိုအသုံးပြုနိုင်ပါတယ် ပစုံသေးကို အရသာလေးအနေငယ်ပေါ်လေးစေဖို့အတွက်ပဲငက်ပြရင်အကြည့်လေးနဲ့ငက်ထည့်ပေးပါမယ်နော်။ဆင်းမလေးအရသာလေးထည့်ပေးတာဖြစ်လို့ပဲငက်ပြရင်အကြည့်ကို မကြိုက်လို့ပဲဖြစ်ဖြစ်မစီလို့ပဲဖြစ်ဖြစ်မထည့်ဘူးဆိုရင်လည်းရပါတယ်နော်။ ဇာတ်ရင်းကတော့အသားဟင်းနဲ့ဒီပစွန်ဟင်းတွေချင်ရင်ပင်ငံပြာကြီးအကြီးလေးထည့်သွင်းရတာကိုသဘောကျပါတယ်။အရသာပူရရောရှိပါတယ်စင်။ပင်ငံပြာကြီးအကြီးကိုသုံးမိခြင်းအပြင်တခြားအရသာမှုတွေကို ဆော့ပြီးတော့သုံးနေတာပေါ့နော်။ကဲအရသာထည့်ပြီးပြီဆိုရင်တော့ခရင်ချင်းဒီအနှစ်နဲ့ပစုံလေးကိုအားလုံးလုံးချက်ပြလိုက်ပါနော်ပြီးရင်တော့ပစုံလေးမြုံယုံရည်လေးထည့်ပြပါမယ် အကင်၍ပစွန်ဟင်းကိုစီပြန်အနှစ်ကလေးအစီကလေးနဲ့ကြစားခြင်းနဲ့ဆိုရင်ရေကိုနည်းနည်းပဲထဲပါနော်ဇလင်းကတော့စီချမ်းရေချမ်းလေးချက်မှာဖြစ်ပါတယ်ဇလင်းရေလေးထည့်ပြီးပြီဆိုရင်တော့အဖုံးလေးအုပ်ပြီးတော့ထည့်ထားတဲ့ရေလေးတွေတပံပြန်စုလာအောင်ဆက်ပြီးတော့တဲသွားပြလိုက်ပါမယ်နော်ဟင်းလေးပြန်ဆူလာပြီဆိုရင်တော့အဖုံးလေးဖွင့်ပြီးတော့အရသာလေးကြီးပါလူအပ်တာကိုထထင်နေပါတယ်အကယ်၍ အစီအနှစ်နေစားခြင်းနဲ့ဆိုရင်တော့ဆက်ပြီးတော့ခံအောင်ချက်သွားပြီးလိုက်ပါနော်။ဇာနေကတော့ဟင်းရင်လေးနဲ့စားမှဖြစ်တဲ့အတွက်မို့လို့ဒီလောက်နဲ့ပဲကြီးပိတ်မှဖြစ်ပါတယ်။ပြီးတော့နန်နံမင်းစီတဲ့ဆိုရင်နန်နံဘင်းလေးနဲ့အုံနိုင်ပါတယ်နော်။ဇာနေကတော့ဘာအရွက်မှမစီတော့တာအတွက်ကြောင့်မို့လို့မဆလာလေးနဲ့ပဲချက်လိုက်ခြင်းဖြစ်ပါလိမ့်စေ။ ဒီနေ့ပစွန်ချက်နေလေးကခရမ်းချင်းဒီအရာသာလေးရဲ့ပြီးတော့ပစွန်အချိုအရာသာလေးရဲ့ပြီးတော့အဆက်လေးနည်းနည်းလေးပဲပါတာဖြစ်တဲ့တကြောင်မို့လို့ကလေးငယ်လေးတွေစီတဲ့ဆိုရင်လည်းစားဖို့အဆင်ပြေတဲ့ဟင်းလေးဖြစ်ပါရဲ့နော် လူကြီးတွေအတွက်လည်းဒီနေ့ဒီနေ့ပါချက်ရမယ်မသိဘူးဆိုရင်တော့ပစွန်လေးကိုအခုလိုလေးကြစားကြည့်ပါနော်။အရန်ကောင်မှအရသာစီပြီးစက်ကောင်နဲ့ချက်နေနေတမျိုးဖြစ်ပါရဲ့စီ။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။အားလုံးပဲစုံတီလေးပါကြည့်စုပြီးလို့အထူးပဲကျေးဇူးတင်ပါတယ်။အားလုံးပဲနေ့ကောင်းကြပါပြီးတော့ဘေးဘေးရဝေးကွာကြပါစေစီ။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။အားလုံးပဲပိုင်ပိုင်ပါစေ။